ရေကူးတင်နှန်းစတင်ပြီးနောက်နှစ်ပတ်မြောက်တနင်္ဂနွေနေ့မှာတော့ခလဲရီစီကထူဆန်းသောစကားကိုလင်းလွန်းကြားခဲ့ရလေသည်ထိုနေ့ကလင်းလွန်းရုံကပြန်လာတော့ခလဲရီကလင်းလွန်းကိုစီကြိုကဦးလင်းဆရာမခြေထောက်မှာကြက်ကြီးသမီးတွေ့လိုက်တယ်ဘလို့ကြက်ကြီးလေခြေထောက်မှာကြက်ရုပ်ကြီးထိုးထားတာရှိတယ်ဟုတ်တယ်ဦးလင်းမိလေးလည်းတွေ့တယ် သူ့ချက်ကအမီးအရှိကြီးပဲအယောင်ကအစိမ့်ရဲ့အနီရဲ့ဟုတ်တယ်ဦးလင်းအဲ့ဒီချက်ကဆီယမခြေတော်မှာကတ်နေတာခြေတလုံးမှာလေခြေတလုံးဟောဒီနေရာမှာကတ်နေတာအငယ်မလေးကသူ့ခြေတလုံးအပြင်ဘက်အောက်ပိုင်းနေရာလေးကိုတဖက်ဖက်ရိုက်ပြလိုက်သေးသည်ရုတ်တရက်မှလင်းလုံးကတိတ်နာမလဲပဲချက်ဟုတ်လားသမီးဟုတ်တယ်လေမင်းသားမင်းသမီးတွေ သူတို့ကိုယ်ပေါ်မှာအယုတ်ရေးတယ်လို့ရေးထားတာလေ။ဩတေဘီတက်တူကိုပြောတာလား။ဟုတ်တယ်ဟုတ်တယ်ဦးလင်။ဘောလုံးသမားဥဥချောချောကြီးဒေးဗစ်ဘက်ကမ်ကိုပေါ်မှာလဲအဲ့ဒါမျိုးတွေအများကြီးပဲလေ။အေးဟုတ်ပါပြီ။ဒါပေမဲ့တမီးတို့များအကြည့်မှားသလား။ကြက်ရုပ်တက်တူတော့ဘယ်သူမှမထိုးကြပါဘူးကွာ။ကြက်တော့ကြက်ပဲဦးလင်ရဲ့။ဒါပေမဲ့သူကြက်ကအမီးအရှိကြီးနဲ့အယမ်းလာတာပဲ။ အမီးကဆရာမရဲ့ချီမျက်စိနာထီရှေးကျနေတာကလေးနှစ်ယောက်ကသူတို့ထင်တာကိုပဲအလူရဲ့ပြောနေကြသည် သူကကလေးတွေပြောတာကိုနားထောင်ရင်ဧကနာဇာမနီငှက်ရုပ်ထိုးထားတာများလားဟု တွေးမိသွားသည်နာမည်ကလည်းဇာမနီမေဆိုတော့ဇာမနီငှက်ရုပ်ဖြစ်ဖို့များသည်ဇာမနီငှက်ကလည်းအမီးရှေးဖြာလာပြီမဲ့အပေါ်ပိုင်းကတော့ကျန်တဲ့ခက်စင်စင်ပဲမဟုတ်လား ဒီနေ့ဟာရေကူးတင်နန်းစာတင်နာလေးရမြောင်နေ့ဖြစ်ပါသည်။နွေရာသီကြောင့်ပေးရမှုတပတ်နှစ်ရက်ရွေးချယ်သည့်အခါကြားရဖြစ်တဲ့ကြာသာပရိသောက်ကြာနှစ်ရက်ကိုသာရွေးချယ်ဖြစ်ခဲ့သည်။စနေတနင်္ဂနွေမှာကလေးနှစ်ယောက်ကနေပြည်တော်လိုက်သွားတာမျိုးရှိတတ်တယ်လို့မမကလေးကလည်းပြန်လာခေါ်တတ်တာကြောင့်ပဲ။နင်းလုံးကတော့သူမဆောက်ရောက်လာတဲ့နေ့တုန်းကသာစကားပြောဆိုဖြစ်ခဲ့ပြီးမြဲနောက်ရက်တွေများတော့ ခက်ခင်းခင်းပဲနေပြခဲ့သည်ခလေးရရေကူးတင်နေတုန်းမှာ ရေကူးကန်နာကိုလည်းမသွားခဲ့ပါစတင်သည့်ပထမရက်တုန်းကသူယုံသွားရင် ရေကူးကန်ဘက်ကိုတစ်ချက်ကြည့်ပြခဲ့သည်အဲ့ဒီတုန်းကတော့လက်ဖြားခြေဖြားထိလုံခြုံသောအနက်ရောင်အသားကဲ့ ရေကူးဝတ်စုံမျိုးကိုလုံခြုံစွာဝတ်ထားတာတွေ့ရသည်ဇာမနီမေက သူ့ကိုစိတ်လုံရှာစေခဲ့တော်လဲသူ့ဘက်ကအပေါ်စားဆန်ဆန် အကြောင်းရှာရောဝင်ဖို့တော့စိတ်ကူးမရှိပါ သူကမိန်းကလေးတယောက်ရဲ့အလှကိုနှစ်သက်ယုံတက်တက်ဖြင့်ချင်းကပ်တက်သောယောက်ျားမျိုးလည်းမဟုတ်ပါတမီးတို့ရေမမီစီကဖုန်းဟေးဟေးတယ်လီဖုန်းရှိရာအခန်းဘက်မှအနီမီအော်ခေါ်တန်ကြောင့်ကလေးနှစ်ယောက်ကဝမ်းသာအားရအော်ဟေးခုံပေါက်ပြေးသွားလိုက်ကြသည်လင်းလုံးကဧကန်ဆိုဖာပေါ်မှာဝင်ထိုင်နေရမှို့ ကလေးတွေအလူရက်ဖုံးပြောနေတဲ့တွေကိုကြားနေရသည်တီလာမမီဆီယမကဒီနေ့မှတမီးတို့လိုမျိုးရေးကူဝတ်စုံမျိုးဝတ်တာဆီယမလက်လေးတွေခြေထောက်လေးတွေဆိုမှုတ်ပြီးချောနေတာပဲမမီရဲ့ဆီယမကအယံလာတာပဲမမီ မမီဘယ်တော့ပြန်လာမှာလဲဟုတ်ဟုတ်တမီးတို့ရေးကူတင်တာတက်ခါနေပါပြီမမီရဲ့ဖာကူကူတက်နေပြီဟွန်း မမကခွေးကူးပဲကူးတက်သေးတာကျေစင်တော့မဟုတ်တာမပြောနဲ့နေမဲခွေးကူးကူးပါလားကလေးတွေပြောဝင်ကချစ်စရာကလေးတွေမို့သူကပြုံးမိနေစဲမှာအန်ဒီမြင့်ကသူ့စီရှောက်လာကလင်းလုံးကြီးခုဝဲတမိကလျာကပြောတယ်မင်းတဒီအခမ်းအနားတစ်ခုတက်စရာရှိလို့ဒီညရန်ကုန်ပြန်လာမယ်တဲ့မနက်ဖြန်မနက်စီးဝေးတက်ပြီးရင်ချက်ချင်းမင်းနေပြီးတော့ပြန်မားတဲ့ မင်းဖုန်းကိုဆက်တာပိတ်ထားလို့အိမ်ဖုန်းကိုဆက်တာ။အော်ဟုတ်တယ်အနေမြင့်အဲ့တဲ့နဲ့စကားပြောနေတော့ကဆိုင်းလန့်လောက်ထားတာပြန်ဖွင့်ဖို့မိနေတာ။မင်းဒက်ဒီကအိမ်ပြန်ရောက်ရင် စာကြည့်ကန်းနဲ့အမြင်ဝင်နေကြမဟုတ်လား။စာကြည့်ကန်းကိုအန်ဒီရှင်းပေးခိုင်းလိုက်ရမလား။ရတယ်အန်ဒီအထွေထွေရှင်းစရာမရှိပါဘူး။ကျွန်တော်ပဲကြည့်ရှင်းထားလိုက်ပါမယ်။လင်းလုံးကအပေါ်တဲ့သူ့တက်လာကရေမိုးချိုးပြီးမှ တရီစာကြည်ခန်းထဲသို့ဝင်လာခဲ့ပါသည်တရီစာကြည်ခန်းကအတော်ပင်ကျေဝန်းသည်တရီကအိမ်မှနေတဲ့အခါသူ့စာကြည်ခန်းကို ရုံးခန်းတစ်ဖွဲ အသုံးပြုလေးရှိသည်အခန်းရဲ့နယံသုံးဘက်မှာစောင်းစင်များရှိပြီးစာကြည်ခန်းနယံတစ်ဖက်နားမှာတရီစပွဲရှိသည် မဟောဂနီယံစပွဲကြီးကြီးပေါ်မှာစာအုပ်တချို့ဖိုင်တချို့နဲ့တယ်လီဖုန်းတစ်လုံးရှိသည် စပွဲနှင့်မျက်နှာချင်းဆိုင်နေရန်ပေါ်မှာတော့42လက်မှနာလီတီ TV တလုံးရှိနေပါသည်လင်းလုံးကမဖွင့်တာကြာပြီဖြစ်တော့အဲကွန်းကိုအရင်ဖွင့်ထားလိုက်ပြီးအခန်းထောက်ဗီဒီယိုပူလေးတွေက air freshener ဘူးကိုထုတ်ယူကာအခန်းအနှံ့ပြန်ထားလိုက်သည်မဖွင့်တာကြာပြီဖြစ်တော့အခန်းကလေဝင်လေထွက်မရှိတာမို့အနှဲငယ်အသက်ရှူတက်ဖွဲဖြစ်နေသည်ဒယ်ရီက စိတ်ရှုပ်စရာကိစ္စတခုခုကြုံရတိုင်းဒီအခန်းထဲမှာအကြကြီးလာထိုင်နေတတ်သည်အလုပ်ကိစ္စဖုံးပြောစရာ personal ဖုံးပြောစရာရှိရင်လည်းဒီအခန်းကိုပဲသုံးသည်ဒီအခန်းကဒက်ရီရဲ့ private အခန်းတခုလည်းဆိုနိုင်မည်ထင်သည်ဒါဖာချင်းဆိုပေမဲ့စီကံကလေးထားကဆက်ဆံမြင့်မှုလင်းလုံးကလည်းဒက်ရီခန်းထဲကစာရွက်စာတမ်းတွေကို ရောင်းလို့တော့လန်လို့ဆဆူချင်းမရှိခဲ့ပါ လင်းလုံကဒရီစပွဲကို ဖုံတုတ်တန့်စင်ပေးလိုက်ပြီးစပွဲပေါ်ကစာအုပ်တွေကိုစီစီရီပြန်ထားလိုက်သည်ပြီးတော့မှဒီဗီဘေးကမိခလုတ်ကိုတော့ဖင်ပြီးစပွဲရှိကဆိုဖာပေါ်မှာပြန်လာထိုင်ကရမှုဖြင့်ဒီဗီကိုလှမ်းဖွင့်လိုက်သည်လင်းလုံက Skynet line ကိုဖွင့်က channel ရေလျှောက်ရှာရင်းလွှတ်တော် channel ကိုဖွင့်လိုက်သည်ပြည်သူလွှတ်တော်ခန်းမတွေမှာအမတ်တအူးအစိုးတင်သွင်းနေတာတွေ့ရသည် လိုက်ဖ်လန်နာမဟုတ်ပဲပြီးခဲ့သည့်အစည်းအဝေးတွေကို ပြန်ပြနေခဲ့တာပဲဒီနှစ်အတွင်းမှာတယ်ရီယောအစိုးဘဏ္ဍခုတင်သွင်းခွင့်ရပြီးဘဏ္ဍခုကိုဆွေးနွေးခွင့်ပြုခဲ့ပါလိမ့်ဘဏ္ဍခုကို အတည်ပြုခံခဲ့ရပါလိမ့်လင်းလုံးကတီဗီကြည့်နေရင်အစိုးတင်သွင်းသူရဲ့ရှီလျားထွေပြသောအစိုးကို အဆုံးထိနားမထောင်ပြတော့ပဲ TV ကိုအတန်တိုးတိုးဖွင့်ထားပြီးထိုင်ရမှထားကား စာကြည့်ဗီဒီယိုတွေဘက်သို့ရှောက်လာခဲ့သည်။တယ်ရီကဒီခန်းထဲမှာနေချင်းဆို TV ကိုလည်းအတန်းခတ်တိုးတိုးဖြင့်ဖွင့်ထားတတ်သည်။စာဖတ်နေရင်က သူစိတ်ဝင်စားသည့်သတင်းဆိုလှမ်းလှမ်းကြည့်တတ်သည့်အချင်းရှိသူပင်။လင်းလုံးကဒယ်ရီစပွဲနောက်ရှိစာအုပ်စင်တွေကစာအုပ်တချို့မတက်မရက်ဖြစ်နေတာကို ပြန်စီထက်နေစဲမှာ Hello မင်္ဂလာပါမိုင်ဆန်ဟူသောနှုတ်ဆက်နေကြအတန်ကို ကြားလိုက်ရပါသည်မတွေ့တာကြာပြီးပြန်တွေ့တိုင်းဒက်ဒီကသူ့ကိုဒီလိုနှုတ်ဆက်လေးရှိသည်သူဒက်ဒီကိုလှည့်ကြည့်လိုက်တော့ဒက်ဒီကသူ့ပခုံးကိုလှမ်းပုတ်လိုက်ရင်ဒက်ဒီအခမ်းလာရှင်းပေးနေတာလားသာ thank you ဟုပြောလိုက်သည်ဒက်ဒီကပစိုးကွက်စိတ်နဲ့တိုက်ပုံဖြူကိုဝတ်ထားတာမို့နင်းလုံးကပြုံးလိုက်ရင်ဝတ်ဆောင်ပြေးနေပါလားဒက်ဒီအမှန်မင်းဟာဟာ မိငါတွေ့တာနဲ့နှိတ်ကိုချင်ပြီဘယ်မှာဝစ်စုံပြည့်လို့လဲကွာခေါင်းပေါင်းမှာမပါတာခေါင်းပေါင်းဘူးကကားထဲမှာဟိုမှာအစည်းဝေးပြီးပြီးချင်းဝယ်စားမလဲတော့ပဲတန်းလာလိုက်တာတရိတ်ကဝင်လာတာအတန်တော့မကြားလိုက်ဘူးဘယ်ကြားမလဲမိငါဒီခန်းထဲရောက်နေတာကိုကွာတရိတ်ကသူ့ပခုံးကိုတစ်ချက်ဆုံးညင်းပြောသည်ဒီအိမ်မှာစာကြည့်ကန်းတစ်ခန်းကပုံမှန်ထပ်ပို့ပြီးအတန်လုံးနာမှု့ ဒီအခန်းထဲရောက်ရင်စိတ်ငြိမ်ကတီးတန့်ဖြစ်သွားတတ်သည်ဓာတ်တွေကဖွင့်ထားသည့် TVC လှည့်ကြည့်လိုက်ရင်ပြီးခဲ့တဲ့ဘက်ကအစည်းအဝေးတွေပြန်လာနေတာပဲမင်းကဒီ channel အမြဲကြည့်တာလားအမြဲတော့မကြည့်ဖြစ်ပါဘူးဓာတ်ဒီဓာတ်ဒီအစိုးတင်သွင်းတာနဲ့များကြုံမလားလို့တခါတလေဖွင့်ကြည့်ဖြစ်တာပါအိမ်ငိုက်တာနဲ့မကြုံလို့တော်ပါသေးရဲ့မင်းကြည်စံလူကြီးကိုနှိတ်ကုတ်ပြီး Facebook ထဲမှာတင်ထားတာတွေ့ပြီးရန်ပြောမနေနဲ့ဟိတ်ကောင်။အေးမင်းမှတ်တာအဲ့ဒီကိစ္စပြီးမှရှင်းမယ်။ခုတော့ငါရေးသွားချို့လိုက်အောင်မယ်။ညစမှမင်းနေကတောက်ရင်ပြောကြတာပေါ့။မင်းနေနေပါပါပြင်ဆင်ထားလိုက်ကွာ။ဝိုင်းလောက်ပဲလို့။ဒယ်ရီကလင်းလုံးပခုံးကိုလက်သီးဖြင့်ဖောပွားလမ်းထိုးပြီးအခန်းထဲမှထွက်သွားတာမို့လင်းလုံးကရေမောကြံရစ်ပါသည်။ အဲ့ဒီညကခေါမိုးတဲ့ roof garden ထဲမှာပဲ daddy နဲ့အတူတောက်ဖို့သူကိုယ်တိုင်ပြင်ဆင်ပြီး daddy တက်အလာကိုစောင့်နေခဲ့သည်သူတို့အိမ်ခေါမိုးတဲ့မှာလို့ဖန်လုံအိမ်တည်တည်လေးရှိသည်ထိုဖန်လုံအိမ်လေးထဲမှာတိတ်ခွာမျိုးစုံပန်းမျိုးစုံနဲ့စိမ့်မြလှပါသောအပင်များကိုပန်းအုံများဖြင့်စိုက်ပျိုးထားသည်ဖန်လုံအိမ်အပြင်ဘက်ခေါမိုးအစွန်းတစ်လျှောက်မှာလဲစနစ်တကျနေရာချထားသော လှပသည့်ပန်းဥယင်ကလေးရှိသည်ပန်းဥယင်ကလေးရဲ့အလဲကစပွဲပေါ်မှာတော့ဒက်ဒီနဲ့အတူတောက်ဖို့ဝိုင်းပလင်းနဲ့စားစရာတချို့ကိုပြင်ဆင်ထားခဲ့သည်လင်းလုံးကဒက်ဒီကိုဆောင်ရင်းအင်းရှိချံဝင်းနဲ့သူလှမ်းမြုံငုံကြည့်နေကြမှာစာမဏိမေကိုသတိရလာမိသည်တပတ်တခါဇာတာပတိတောက်ကြနေသူရောက်တိုင်းမနက်၈နာရီထိုးခန့်နေတိုင်းခုမြင်နေရတဲ့လံကလေးအတိုင်း ်ရှောင်းဝင်လာတဲ့ဇာမဏီမေကိုနတ်နတ်ခင်းနေအောင်ချီနှင်းအတူမြင်တွေ့ရလေးရှိပါသည်။သူမရောက်လာချိန်မှာသူ့အောက်ထပ်ကိုဆင်းမသွားတော့လဲ။ရေကူးခန္ဓာကဖြတ်မလျှောက်တော့လဲ။သူမရှိနေသောနှစ်နာရီစာကိုတော့သူ့စိတ်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်နေရမြဲပင်။ Ready ပဲလားတာ။ Daddy အတန်းကြောင့်သူ့နောက်သို့လှည့်ကြည့်လိုက်ရင် Ready ပါပဲ Daddy ဟုဖြေလိုက်သည်။ Daddy က အိမ်နေရင်ဝတ်ပေါင်းမိရှိပေါ်ပါနဲ့ဆွေတာခပါပါလက်ရှိကိုဝတ်ထားသည်ခုလိုကြတော့မှာပဲဒယ်ရီကတတောင်းတတားရှိသောလုပ်ငန်းရှင်တတိတယောက်ပုံစံမျိုး ပြန်ပေါ်လာသည်ဒယ်ရီနှင့်သူ အတူထိုင်ကဝိုင်းတောင်းရင်စကားစမီပြောဖြစ်ကြသည်ဒယ်ရီကညနေကကိစ္စကိုအစမကြေပုံဖြင့်မင်းတို့လူတွေဟာလေအမတ်ဆိုတာနဲ့ လွတ်တော်ထဲမှာငိုက်နေတဲ့ပုံပဲပြင်မိမိဟားချင်နေကြတော့တာပဲအမတ်လဲလူပဲလေကွာတခြားလူတွေလိုပဲဘဝမှာမာရင်ခဲ့ဘူးတာတွေလည်းရှိနိုင်တာပဲပြီးတော့တခါတလေကိုယ်စိတ်မဝင်စားတဲ့အကြောင်းအရာတွေပေရှင်နေရင်ငိုက်မိတာမျိုးလည်းရှိတာပေါ့တခါလေးတွေးလိုက်ရင်ပဲဖွာမစုံပြောမစုံတော့ဘူးမင်းတို့ဟာကဘာနဲ့တူတယ်လဲဆိုတော့ကွင်းထဲမှာဘောလုံးထွက်ကန်နေတဲ့သူကိုဝိုင်းကြည့်နေတဲ့ပရိသတ်က ဟိုလိုကမ်းမလားဒီလိုကမ်းမလားဆိုတာမျိုးဝိုင်းပြောနေကြတယ်လို့ဖြစ်နေပြီအဲ့ဒီလူတွေကိုဝန်ကန်ခိုင်းကြည့်တရားမှကန်တယ်မှာကိုမဟုတ်ဘူးကွင်းထဲမှာလူတွေကလက်တွေရင်ဆိုင်နေတဲ့အခက်ခဲတွေဖိအားတွေအများကြီးရှိတယ်ကွာဘေးကလူတွေဝိုင်းပြောတယ်လို့လိုက်လှုပ်ဖို့လွယ်တာမှမဟုတ်တာတရီလဲတော်တော်ကောင်းပူမှာပဲနော်ဒါပေါ့ကွာ ခေါင်းပူပေမဲ့လည်းခေါင်းပေါင်းချွတ်ထားလို့တော့မရဘူးမဟုတ်လားခေါင်းပေါင်းချွတ်ထားခွင့်ပြုဖို့အစီအစဉ်ရှိမရှိအမတ်တယောက်ကတင်သွင်းတာအောင်မမအောင်မြင်တာဟေကောင်လင်းလုံးမင်းငါအလုပ်ကိုလောင်းပြောင်းချင်နေတာလားဟေကောင်မဟုတ်ပါဘူးဒက်ဒီယာဟွန်းဒက်ဒီပင်မနေစိတ်လက်ပေါ်ပါသွားအောင်ပေါ်ပေါ်ပါပါစကားပြောပြနေတာပါပင်မနာတော့အမှန်မဲကွာတခြားကြီးကျယ်တဲ့ကိစ္စတွေအသာထားလိုက်အောင် အစည်းအဝေးရှိတဲ့ရက်ဆိုအထိုင်များတော့အညောင်းမိပြီးလူကညောင်းချီထုံထိုင်းနေတာပဲ။음အဲဒါကြောင့်မဆက်ဌာနီလမ်းမကြီးဘောကအနှိမ်ခံတွေမှာလူစီတာဖြစ်မယ်။လင်းလုံးမင်းနဲ့ငါဒီညစကားဆက်မပြောရင်ကောင်းမယ်ထင်တယ်။ဒယ်ရီကလက်သေးထောင်ပြရင်ပြောတော့မို့လင်းလုံးကပခုံးတွရင်ရေမောမိသည်။နေပြည်တော်ကရာဇာဌာနီလမ်းမကြီးကိုမဆက်ဌာနီဟု နာမည်ပြောင်းပေးထားကြကြောင်းဂျာနယ်တွေထဲမှာလည်းသူမကြာခဏဖတ်ခဲ့ဘူးပါသည်သူကနိုင်ငံရေးကိုတည်ထားရမည်တရိထားရမည်ကိစ္စတစ်ခုဆိုတာသဘောပေါက်ပြီမဲ့နိုင်ငံရေးနယ်ပယ်တဲ့ဝင်ရောက်ပတ်သက်ဖို့တော့ဝါသနာမပါလာပါသူကပွဲကြီးပြိတပ်ပဲလှုပ်ချင်ပါသည်ဒယ်ရီအပေါ်ကို့ဩဇာမတက်ရောက်လို့သာဒယ်ရီဒီနယ်ပယ်တဲ့ဝင်တာကိုမတားမြစ်ပြီမဲ့သူတယောက်တည်းသဘောဆိုရင်တော့ ဒယ်ရီကိုစီးပွားရေးနယ်ပယ်ထဲမှာပဲရှိနေစေချင်သည်သို့တော့ဒယ်ရီမှာကလည်းဝက်ဖဲကလေးတွေတော့ရှိမှာပဲသူငယ်ငယ်ကတော့တချို့စီးပွားဥစ္စာပြည့်စုံသည့်လူကြီးတွေအဖွဲ့အစည်းအသင်းပင်းတွေထဲဝင်ပြီးအခမဲ့ကူညီလုပ်ကိုင်ပေးနေတာကိုအယံမဲကြီးညိုလေးစားခဲမိဘူးသည်ကိုထမင်းကိုစားပြီးအများအကျိုးဆောင်လေခြင်းဟုအံ့ဩလေးစားလို့မဆုံး ို့တော့သူကြည်ပြင်းလာတော့မှအဲ့ဒီလိုအကျိုးဆောင်ခြင်းတွေနဲ့အတူ ရရှိလာတတ်သည့်အခွင့်အရေးတွေလုပ်ပိုင်ခွင့်တွေကိုသိမြင်လာပြီးဒါဟာအများအကျိုးအတွက်သက်သက်မဟုတ်ပါလားဟုသဘောပေါက်လာသည် ပရဟိတအမိခံတချို့သောလုပ်ငန်းတွေရဲ့နောက်မှာလဲဝက်ဖဲကလေးတွေရှိတတ်တာကို သူသိလာရလေ သူတရားကြစွာ ပြုံးမိလေပင်အားလုံးကိုတော့မဆိုလိုပါတကယ်စည်ရင်စေတနာနဲ့ လောက်ကင်သူတွေလည်းရှိကြတာပဲတယ်ရီကဝိုင်းခွက်ကိုအသားရလှုံရမ်းပြီးမှအနှင်းငယ်မော့တောက်လိုက်ပြီးစကားဆက်သည်အမတ်တွေထဲမှာလည်းအမျိုးမျိုးတော့ရှိတာပေါ့ကွာတာမန်ရမီရဖဘဝကနေရရွာကတင်မြောင်းလိုက်လို့အမတ်ဖြစ်လာသူလည်းရှိသလိုတကယ်နိုင်ငံရေးဝါသနာပါတဲ့တက်တီနာလည်းတွေးခေါ်မြုံမြင်တတ်တဲ့သူတွေလည်းရှိတာပါပဲဒါပေမဲ့တချို့ channel တွေနဲ့ Facebook မှာရေးလိုက်ရင် ငါတို့အမတ်တွေမှာနှက်ပြားမတန်တော့သလိုပဲ American လွှတ်တော်မှလို့မျိုးရိုးနဲ့ချီပြီးနိုင်ငံရေးလှုပ်လာတဲ့အမတ်မျိုးတွေကိုတော့မျောလင်းမစော်ကြနိုင်ဘူးပေါ့ကွာငါတို့စီမကနိုင်ငံရေးသမားရဲ့လို့ပေါ်ပေါ်တင်တင်နေရကြတာပေါ်ပူလာဖြစ်လာတာဘာသာသီးလို့တော့ခုနဒယ်ရီပြောတဲ့အထဲမှာတချို့အမတ်တွေကတော့ငွေကြေးတက်နိုင်တော့အိတ်ဆိုင်မဲဆွဲပြီးအမတ်ဖြစ်တယ်ဆိုတာတခုတော့မပါဘူးတော့ဒယ်ရီ ခွေးကောင်မင်းကငါ့ကိုအိဆိုင်မဲဆွဲနိုင်လို့ဖြစ်လာတဲ့အမလို့ဆွဆွဲကျင်လာလားမဆွဆွဲရပါဘူးတဲ့ဒီအေးဆွဆွဲလို့လည်းမရဘူးငါကငါဘဝအရှိပိုင်းမှာစီဝါရေးအင်ပါယာတခုကိုအောင်မြင်အောင်လုပ်ကင်ပြီးပြီနောက်ကြောင်းအေးပြီငါလောက်ချင်တာကို ဖြောင်းဖြောင်းလုပ်နိုင်ပြီဒါရင်မဲလာတဲ့ဒီဒီကောင်တရီတာနှစ်ယောက်ထဲမှာကောင်းမြတ်လွန်းလင်းလင်းလုံးကမတူပါ မင်းလုံးကဒယ်ရီကိုဝေဖန်ရဲသူဖြစ်ပြီးကောင်းမြတ်လုံးကတော့ဒယ်ရီလုံးသမျှအမှန်ဟုထင်ကအမဲယုံကြည်အထင်ကြီးနိုင်သူပဲတန်နဲ့ကလေးတွေရောအိတ်ကုန်ကြပြီလားခုနပဲကျွန်တော်သွားကြည့်လာခဲ့တာဒယ်ရီနှစ်ယောက်စလုံးအိတ်ကုန်ပြီမနက်ကရေကူးတင်ထားကြသေးတာဆိုတော့ပင်မမီအိတ်ကောင်းပြီပေါ့ရေကူးတင်နေတာလားဟုတ်ကဲ့ဒယ်ရီတပတ်နှစ်ရက်တင်တာပါအိမ်မှာပဲခေါ်တင်လိုက်တယ် ဆရာလားဆရာမလားဆရာမပဲခေါ်တင်တာပါဒယ်ရီမမကလျာပဲခေါ်ပေးတာပါအေးမင်းကလေးဆရာမဆိုပိုကောင်းတာပေါ့သမီးမင်းကလေးတွေမွေးထားရင်ငယ်ငယ်ကြီးကြီးအစားစားရရတတိထားခရူးဆိုင်ရတယ်ကျောင်းအရမှာအားကစားတခုခုလုပ်တာ ကျမ်းမာရေးအတွက်လည်းကောင်းတယ်ကလေးတွေကစာရောက်လိုက်နိုင်ရဲ့လားအင်္ဂလိပ်ကျောင်းထားတာဆိုတော့ထုံးစံတိုင်းမြန်မာစာတော့ညံ့နေတယ်တဲ့ ်ခုတော့ဒါလည်းအရင်အားသလိုတင်ပြနေပါဗျ။အပြင်စာအုပ်တွေလည်းပြပြဖတ်နေပါဗျ။တိတ်အချိန်လေးဆိုရင်တော့မြမစာဆရာမအင်ခေါ်တင်ပြမယ်စဉ်းစားထားတယ်။အေးမင်းမဲကောင်းတယ်လို့ကြည်စီမှန်းပါကွာ။မင်းလည်းလူပြိုလေးတက်မဲ့ကလေးဖေတပိုင်းဖြစ်နေပြီ။သူတို့မင်းမနှက်ပြန်လာခေါ်ရင်တော့မင်းတက်သားတာပေါ့။တက်သားလဲတပတ်ပေါ်တယ်ဒီ။ရှေ့ဘက်ထဲမှာရေကူးတင်တန်းရှိတော့သူတို့ပြန်လာမှာပါ။ ကလေးတွေက နေပြီးတော့မှလည်းတိတ်မပြောကြပါဘူးမပြောဆိုသူတို့အဖေနဲ့အမေကမင်းလောက်မှသူတို့တင်းကြီးမခံတာကိုကအင်းငါတာမင်းလည်းမငယ်တော့ဘူးဒီမာရီထင်ရင်အချင်းကုန်မနေနဲ့တော့အိမ်တော်လေးဗာလီပြူကိုစဉ်းစားရေးစားရရင်ဒက်ဒီစီခေါ်လာပြ သမီးဤကလျာလူမင်းကလေးမျိုးဆိုဒက်ဒီချက်ချင်းပေးစားမယ်လင်းလုံးကပြုံးစီစီနဲ့ပခုံးတွင်အာလူချော်ကြောင်ကလေးကို ခရင်နှင်ထိုး၍စားလိုက်သည်တယ်ရီကသူ့ပခုံးကိုပုတ်လိုက်ရင်တကယ်ပြောတာက ကောင်းမြတ်အတွက်တော့တယ်ရီတကယ်စိတ်အေးသွားရတယ်ကလျာတို့ကအတိုင်းဝိုင်းနေကောင်းနေလူမာမျိုးရိုးကလည်းအရေးကြီးသေးတယ်လေကလျာဆိုတဲ့ထထမြက်မြက်ယူယူတတားလေးတယ်ရီကတော့ထုံစံတိုင်းသူ့ချွေးမကြီးကို အမွန်တင်နေသည်တယ်ရီဒီလိုစကားတွေပြောနေချိန်မှာ သူ့အာယုန်ထဲမှာ ဇာမနီမေရဲ့မျက်နှာလေးဖြတ်ခနဲပေါ်လာတာပါကြောင့်များပါလိမ့်ထူဆန်သည်သူ့အာယုံထဲမှာဖြတ်ခနဲပွင့်သွားသည့်မျက်တောင်ကိုကြီးတွေနဲ့လှပလွန်တော်လဲအနှဲငယ်ကြီးတွေကနတ်ဆိုင်သောမျက်ဝန်းတွေကိုမြင်ရောင်သည်ချမ်းသာတာမချမ်းသာတာတော့ဒယ်ရီသိကိမဆိုင်ပါဘူးဒါပေမဲ့ကိုယူမဲ့မိန်ကလေးဟာကိုခုံဒရနဲ့မအပ်ဆက်အောင်စုပ်ပြက်နေကြနေတာမျိုးတော့မဖြစ်သင့်ဘူးပေါ့ ေးလေဒါကတော့မင်းကိုအထူးပြောစရာလိုမယ်မထင်ပါဘူးတော်ရုံမင်းမလောက်ကိုမင်းစိတ်မကူလို့ကောင်းမြတ်ကဆိုမင်းကိုဘဝင်မြင့်အစင်တန်းခွဲတဲ့ကောင်းလူတော်ပြောနေသေးတာတခုတော့တတိထာတာမင်းအချင်းဖန်းတော့မခံရစေနဲ့ခုခေတ်ကြီးမကကြည်လိုက်ရင်အထက်တန်းစားမင်းမလို့ထင်ရပြီမင်းယောက်ျားတကာနဲ့အိပ်ဖူပီးသားမင်းမရေအများသားပဲတဲဒီကိုရှင်ယူဆွဲတယ်ပဲပြောပြောတဲဒီကတော့ ုသားရဲ့အိမ်နောက်ဘက်ကို ရင်ဖိုတော်မတန်းဘူးတဲ့မိန်းကလေးမျိုးပဲဖြစ်စေချင်တယ်။ပြောရင်ဒယ်ဒီအတန်ကလေးလာသည်။ဒယ်ဒီရီဝေလာပြီးထင်ရသည်။သူကတော့ဒယ်ဒီစိတ်ပူစကားတွေကိုနားထောင်ရင်းပြုံးမိနေသည်။တကယ်တော့ဒယ်ဒီစိတ်ပူစရာမလိုတော့အောင်လင်းလုံကဒယ်ဒီရှိသူဖြစ်ပါသည်။သူတို့လူကုန်ထန်တွေတက်သည့် night club မျိုးမှာတွေ့နေကြမိန်းကလေးတွေနဲ့ခင်မင်းရင်းနှီးမှုရှိတော့လေ။ သူတို့ခြေလမ်းတွေကိုတည်ပြီးသားမို့ရှေ့ဆက်တက်ဖို့မစင်စားပါပြီးတော့လင်းလုံးဆိုတာမင်းကလေးတွေအချင်းဖန်ရင်စရာတတိသားငတုံးလည်းမဟုတ်ပါသူတို့သားအဖစကားပြောရင်တဖြည်းဖြည်းညံ့လာသည်ဇပွဲပေါ်မှာရှိနေသည့်ဂျာနယ်တစ်ဆောင်ကလင်းအဝိတ်မှာမျက်နှာဖုံးကွာပြီးစာရွက်တွေတစ်ဖြက်ဖြက်ပြန့်ကျဲလွင်ကုန်တော့မှုသူကဂျာနယ်စာရွက်တွေကိုလိုက်ကောက်ထရင်းတရင်တူလေးတစ်ပုဒ်ကို အမတ်တမဲဖမ်းမိသွားသည်အွေမရောက်သေးသောမိန်းကလေးကိုအာဓမပြုခြင်းသူတပင်းချကဂျာနေကိုလှမ်းလို့ဖမ်းမိရင်ခုတလော break gate တေးလဲများလာသလိုပဲတော့တဲ့ဒီအထူးသဖြင့်အွေမရောက်သေးတဲ့မိန်းကလေးတွေကို rake လောက်တာတွေပို့ဖက်ရတယ်တဲ့ဒီကဘာစကားမှမတုံ့ပြန်မှာတဲ့ဒီရီဝေနေတာလားအိတ်ချနေတာလားမကြလိုက်တာလား ဒယ်ရီကိုသူလှမ်းကြည့်ပြီးတော့ဒယ်ရီကအမောင်နဲ့ကိုငင်းရင်ငြိမ့်သက်နေတာတွေ့ရသည်ဒယ်ရီဒယ်ရီလည်းဖက်ရတယ်မဟုတ်လားဒီကိစ္စတွေကိုဒယ်ရီတို့လွတ်တော်ထဲမှာဆွေးနွေးတင်နေနော်ဆွေးနွေးပြီးပါပြီပြီးခဲ့တဲ့နှစ်9လပိုင်းလောက်ကအရွယ်မရောက်သေးတဲ့သူကိုအာရမပြုခြင်းရင်တည်တံပေးဖို့တင်ငန်းကျုံကလွတ်တော်ကိုစလဲဥသိမ့်ညွန့်တင်နေပေးချခံရတယ် ။အော်ဟုတ်တယ်တားမှတ်မိပြီ။ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်။ကဲဒယ်လီလက်အိတ်တော်မယ်။မနက်စောစောထပြီးအခမ်းအနားတစ်ခုတက်ရအောင်မယ်။ပြီးရင်နေပြီးတော့တန်းပြန်ရမှာ။ Good night တာ။ဒယ်လီကလင်းလုံးကိုနှုတ်ဆက်ပြီးထိုင်ရမှထားလိုက်သဖြင့်ရှေ့ဆက်ဆွေးနွေးခွင့်မရတော့ပါ။ဘာကြောင့်ပေးချခံရတာလဲ။ဘာကြောင့်တည်တမ်းမပေးနိုင်ရမှာလဲ။ဒီလိုရုံမှာအောက်တန်းကြတဲ့လူရဲ့အတွက် ပြစ်ဒဏ်ဟာအမြင့်ဆုံးဖြစ်တဲ့နာပဲမဟုတ်လား good night daddy သူမချင်မရင်နှင်ပင် daddy ကိုနှုတ်ဆက်လိုက်ရသည်